အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တက်ဆက်ပေးသွားမယ့်သတင်းကတော့ဒုတိယမြောက်ပါလက်စတိုင်းတောင်းသား Green Card ကိုင်ဆောင်ထားပြီး American Citizen ဖြစ်ခံနည်းမှာဖန်ဆီးခံရပြီးပြည်နယ်တံပေးဖို့ဖြစ်လာပါပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ CBS News က ဧပြီလ14 2025မှာတင်ဆက်သွားတာကတော့မာမုဒ်ခါလီလိုပဲပါလက်စတိုင်းလူမျိုး Green Card ရထားပြီးသားចောင်းသားမော်ဆန်မော်ဝဒီဆိုသူဟာ Vermont ပြည်နယ်မှာ American နိုင်ငံသားဖြစ်ရန်အတွက် DHS ခေါ်ပြည်တွင်းလုံခြုံရေးဌာနနဲ့ interview ဆာမွေးဖြစ်ရန်ရောက်လာတဲ့အချိန်မှာပဲ Federal Agent တွေကသူ့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်တော့ Colombia တက္ကသိုလ်မှာ Hamas တပုံတွေကိုထောက်ခံပြီး ပါလက်စတိုင်းဘက်ကနေဆန္ဒပြကြတဲ့အကြမ်းဖက်အုပ်စုနဲ့ပါဝင်ပတ်သက်ခဲ့လို့ပဲဖြစ်ပါတယ်။မော်ဝဒီရဲ့ကိစ္စဥပဒေအကျိုးဆောင်အဖွဲ့ကတော့တမလထရမ့်ဟာအစိုးရဟာနိုင်ငံသားများအားပြည်နေတန်ပေးခွင့်ပြုတဲ့မထင်မရှားဥပဒေအားအသုံးပြုကတရားရုံးမှာအသက်နာခံစားတင်ထားခဲ့ပါတယ်။ထရမ့်အစိုးရကတော့1952မှာတရားဝင်ပြဋ္ဌာန်းထားတဲ့နိုင်ငံရဲ့လုံခြုံရေးကိုထိပါချိန်ချောက်မှုတွေပြုလုပ်ခဲ့တဲ့နိုင်ငံသားတွေကို အမေရိကကလည်းပြည်နယ်တံပေးရမယ်ဆိုတဲ့ policy အတိုင်းကျင့်သုံးနေပါပြီ။အဲဒါကြောင့်အမေရိကမှာ green card ရရှိရရှိပြီးသားနိုင်ငံသားတွေမကအခုလိုအမေရိကန်နိုင်ငံသားတောင် ဖြစ်ရင်တော့ဖြစ်တော့မဲ့သူတွေကိုတော့ဖမ်းဆီးပြီးမူရင်းနိုင်ငံတွေကိုနှင်ထုတ်သွားမှာဖြစ်ပြီးသူတို့ရဲ့အကျိုးဆောင်ရှိနေအလို့တူအလို့ပါတွေကိုပါအမေရိကန်နိုင်ငံသားတွေဖြစ်လင့်ကစားစစ်ဆေးအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ပြီးအမေရိကန်နိုင်ငံသားဖြစ်နေခဲ့ရင်တော့ ပြည်နယ်တန်းပေးမရရင်တောင်သူတို့လှုပ်ရှားနေတဲ့ရှေ့နေလိုင်စင်တွေကိုရုပ်သိမ်းသွားပြီဖြစ်ကြောင်းသိရပါတယ်။ CBS News ကအမိမြေလုံုံရေးဌာနအားမှတ်ချက်ပေးရန်တောင်းဆိုရာဒဇုံတရာတော့မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။မော်ဝတီရဲ့အကျိုးဆောင်ရှေ့တွေကတော့သူတို့ရဲ့လူကိုဘယ်စီခေါ်ဆောင်ဖမ်းဆီးထားကြအောင်အခုတိတိမသိရသေးဘူးလို့ပြောပါရယ်ဘိုတရားရေးဌာနမှာတရားသူကြီးဝီလျံဆက်ရှင်ကတော့မော်ဝတီကိုဗွန်မောင့် ပြည်နယ်အတွင်းမှာပဲချုံနောက်ထားပြီးချက်ချင်းပြည်နယ်တွေမှာပေးသင့်သေးကြောင်းအစိုးရအဖွဲ့ကိုအကြောင်းထားတာပြီးဖြစ်ပါတယ်။မော်ဝဒီယာဆိုရင်တော့ပါလက်စတိုင်းနိုင်ငံက West Bank လို့ခေါ်တဲ့ refugee စခန်းမှာမွေးဖွားခဲ့သူဖြစ်ပြီးအမေရိကမှာနေထိုင်နေတာဆယ်စုနှစ်တစုကျော်ရှိနေပြီး green card ကန်ဆောင်ထားသူလည်းဖြစ်ပါတယ်။ပြီးတော့ကိုလံဘီယာတက္ကသိုလ်မှာစိတ်ပညာပွဲအတွက်ကျောင်းတက်နေသူဖြစ်ပြီးတော့ရှေ့လာမဲ့မေလမှာဖွဲ့ယူဖို့အစီအစဉ်ရှိပါတယ်။သူဟာဆိုရင် ကျွန်တော်ပြီးခဲ့တဲ့သတင်းမှာတင်ဆက်ပေးသွားတဲ့အမေရိကကနေနှင်ထုတ်ဖို့အမိန်ပေးခြင်းခံလိုက်ရတဲ့ပါလက်စတိုင်းအကြမ်းဖက်ကြောင်သားခါလီဒ်နဲ့အတူလက်တွဲပြီးတော့ကိုလံဘီယာတက္ကသိုလ်မှာပါလက်စတိုင်းကြောင်သားတွေစုပေါင်းပြီးပါလက်စတိုင်းကြောင်သားတမကကို2023မှာထူထောင်ကအမေရိကရဲမှာပါလက်စတိုင်းအတွက်စာနာပြမှုတွေကိုနှီးမျိုးစုံနဲ့ပြုလုပ်ခဲ့ပါတယ် ဲ့ဒါတွေကတော့ Hamas သဘုံအစွန်ထွက်တွေဟာအော်တိုပါလာ9ရက်2023မှာ Israel တောင်ပိုင်းကိုစတင်ပုံကျဲတိုက်ခိုက်ခဲ့တာနဲ့စခဲ့တာဖြစ်ပါတယ်။မော်ဝဒီယာဆိုရင်တော့အရင်က Israel ကိုစန့်ကျင်တဲ့ Palestine အဖွဲ့မှရှိနေပြီးတော့ Palestine ကိုပြန်ပို့ခံရမယ့်အကြမ်းဖက်ဇာနာပြအဖွဲ့တွေနဲ့သူ့နာမည်ပါရှိနေပြီးသားလို့သိရပါတယ်။မော်ဝဒီယာရှိနေတွေကပြောတာကတော့မော်ဝဒီဟာ Israel နဲ့ Palestine တို့ရဲ့ပြည်ပခမှာ ငញ្ញာရင်ဒီနဲ့ဖြည့်ရှင်းဖို့ထောက်ခံခဲ့ကြောင်းပြောပါရယ်2023ခုနှစ်က CBS News ကမော်ဝတီနဲ့အင်တာဗျူးလုပ်ခဲ့ကြောင်းအဲ့ဒီမှာသူကကြောင်းဝင်းထဲမှာစာနာပြသူအမိမဖော်လို့သူတူဦးကဥဆောင်တာဖြစ်ကြောင်းပြောသွားခဲ့ပါရယ်မော်ဝတီဟာလာဝကအဖွဲ့ ICE အဖွဲ့ကနောက်ဆုံးဖမ်းဆီးထိန်းသိမ်းထားတဲ့ကြောင်းသားတဦးဖြစ်ပြီးသူ့ရဲ့လက်တွဲပေါ်သူ့လိုပဲ green card ခြင်ဆောင်ထားတဲ့ခါလီ ပါလက်စတိုင်းတောင်းသားကတော့ပြီးခဲ့တဲ့တစ်ပတ်မှာပဲအမေရိကကနေပြည်နယ်တပ်ပေးခြင်းခံလိုက်ရပြီဖြစ်ပါတယ်။သူတို့ဟာဟာမတ်စ်ကိုထောက်ခံသောစာနာပြမှုတွေမှာနိုင်ငံတွင်းမငြိမ်မသက်ဖြစ်ရန်စာနာပြမှုများအတွက်အဓိကသွေးထိုးလှုံ့ဆော်နေတဲ့ပါလက်စတိုင်းမှာအကြမ်းဖက်တောင်းသားတွေပဲဖြစ်ပါတယ်။သူတို့နဲ့တဖွဲ့တည်းပါတဲ့တာကီနိုင်ငံသူ အမေရိကမှာဆေးတက္ကသိုလ်တက်နေတဲ့ရူမီဆာကတော့ပြီးခဲ့တဲ့သတင်းတစ်ပတ်မှာပဲဖမ်းဆီးခံရပြီး သူမကတော့ Tufts University မှာကျောင်းတက်နေသူဖြစ်ပါတယ်။သူဟာသူမဟာခါလီနဲ့အတူ လူဝီဇီယားနာကပြည်နယ်တန်ပို့ခံရမယ့်လူတွေကိုထိန်းသိမ်းထားတဲ့ထိန်းသိမ်းရေးစခန်းမှာအတူတူရှိနေပြီးခါလီကတော့ပြည်နယ်တန်ခံလိုက်ရပြီးသူမကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေရတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အဖွဲ့သားမာဝဒီကတော့အမေရိကန်နိုင်ငံသားဖြစ်ဖို့မိနစ်ပိုင်းအလိုမှာပဲအိုက်စ်ဖွဲ့ကအင်တာဗျူးတော့ပေးမလို့တော့ပဲချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါမော်ဝဒီရဲ့ရှေ့နေတွေနဲ့သူ့ရဲ့အပေါင်းပါတွေကတော့သူ့ကိုပြည်နှံတန်းမပို့ဖို့အခက်အယူခံတွေဝင်ပြီးတော့စာနာပြမှုတွေဆက်လက်လှုပ်ဆောင်နေကြကြောင်းသိရပါတယ် US နိုင်ငံသားဖြစ်မလာပဲ US ရဲ့နိုင်ငံရက်ချားကိုပြန်ဖို့ခံနိုင်ရတဲ့တည်င်းမဲ့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတည်င်းကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအမေရိကရဲ့တည်င်းမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ 999 Permis USA News YouTube channel လေးကိုတိုင်တဲ့တဲ့ခင်ရဲ့ like and subscribe လုပ်ပေးခဲ့ပါပါ so please take care of yourself and each other bye bye